Champion ရဲ့မြောက်ပိုင်းရဲ့ ဒေသထွက်ကုန်တွေဖြစ်တဲ့ရှမ်းမုံညင်းချင်းရှမ်းလက်ဖက်ချောက်တွေနန်းခမ်းမြို့ကနေမှာယူရောင်းချပေးနေတဲ့စားတောက်ဆိုင်လေးကိုအလဲတစ်ခေါက်သွားကြရအောင်ပါဒီရှမ်းစားတောက်ဆိုင်လေးမှာတရုတ်အစားအစာဖြစ်တဲ့ရှမ်းမဲလုံးကျော်ကိုပါရောင်းချပေးနေပါတယ်နေ့လယ်စာအနေနဲ့သမင်းနဲ့ကြိုက်နှစ်သက်ရအသားဟင်းနှမျိုးနဲ့အရွက်ကြော်တစ်မျိုးကိုဈေးနှုန်းမျိုးမျိုးနဲ့ရောင်းချပေးနေပါတယ်လို့ဆိုင်းရီမွန်ကပြောပါတယ်ဒီကတော့ဟိုဟာ ကျန်အမဲလုံးပေါ့အမဲလုံးအဲ့ဒါဟိုအမျိုးရောင်းတာတိရိုသားစားလို့ဟိုစက်နိုင်တော့ဆိုအမျိုးသမင်းဟင်းပုံစားလို့တချို့ကအမျိုးပုံစားပဲကြိုက်တယ်ပေါ့အသားသမီးရဲ့သမီးတို့အမျိုးပဲစားကြတယ်စံကိုရှမ်းပြည်မြောက်ပိုင်းကနေမှာယူအသုံးပြုထားပြီးခရမ်းကျင်ဒီကိုရှမ်းပဲပုံငရုတ်သီးနဲ့လှုပ်ထားတဲ့ငပီတောင်းကိုပို့ကြိုက်ကြတယ်လို့ဆိုပါတယ်အော်တတော်ဆိုင်မှာဟိုသူချာဟာခမင်းခမင်းရရှမ်းဆိုင်ရှမ်းမြောက်ပိုင်းလို့မှာလာရတယ် ဟိုပြီးတော့ဟိုခန်းငင်ကြီးပေါ့သူကအာဘဲပုံနဲ့ပါလဲဟိုမေယိုဒီနဲ့လည်းနန်းနန်းအရသာပေါ့စားကောင်းလို့မပြောင်းအောင်လက်ပါလွန်ခဲ့တဲ့နှစ်20ကျော်ကလေးကဒီဆိုင်ကိုရန်ကုန်မြို့38လမ်းမှာဖွင့်ထားတာဖြစ်ပြီးနိုင်ငံခြားသားဖိယလူမျိုးအများစုလာရောက်စားသုံးကြပါတယ်ဒီဆိုင်ရဲ့အရသာကိုကြိုက်လို့2000ခုနှစ်ကလေးကမိသားစုလိုက်လာရောက်စားသုံးတယ်လို့ဆိုလာသူကကိုဟင်းထက်ပါ ရှမ်းဒမင်းနဲ့ဟင်းပြင်အမဲဥပြိုးစံစည်းရှမ်းခေါက်ဆွဲအစုံရတယ်လို့ရှမ်းခေါက်ဆွဲဟာလည်းအရသာကောင်းတယ်လို့ဆိုပါတယ်။ကျွန်တော်လေးဆိုင်ကိုစစဖြစ်တာက2000ခုနှစ်လောက်ကပါနော်။2000ခုနှစ်လောက်ကစစဖြစ်တယ်ကျွန်တော်မိသားစုနဲ့လာစဖြစ်တယ်။ဒီဆိုင်မှာကပေါ့နော်။ဟိုဟာဒီရှမ်းသမင်းဟင်းအပြင်ကိုအမဲအမဲဟိုရှမ်းခေါက်ဆွဲစံစည်းအစုံရတယ်။ကျွန်တော်အများဆုံးစဖြစ်တာတော့ ထမင်းဟင်းပေါ့အများဆုံးစားဖြစ်တယ်။တခါတလေမှာတော့ခေါဆွဲရောဘာလို့စားတာပါနော်။အာခေါဆွဲဒီပါလေအရသာကောင်းပါရဲ့ခင်ဗျာ။